ကျမ်းမာစေဖို့ရည်တော်မယ်ဆိုတာကတော့အားလုံးသိပြီးသားနေမှာပါလူတစ်ယောက်ကအကျန်းအဖြစ်တရက်ကိုရေ1လီတာတောင်းမို့3လီတာလောက်တောက်ဖို့လိုအပ်ပါတယ်တနေ့ကိုရေတော့ဖြစ်ရင်တော့မှအဲ့ချိန်မှာတော့ညဘက်စီးထသွားမှာစိုးလို့မတောက်ကြပါဘူးနော်တညကို9နာရီ10နာရီလောက်အေးရတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီအချိန်မှာရေတက်လိုအပ်နေနိုင်ပါတယ်ဒါကြောင့်ညအေးရမွေးခင်ရေတော့ရအောင်လို့ပြောတဲ့အခါမှာရေတက်လိုအပ်ချက်ကိုလည်းပြည့်မီအောင်လို့ ညဘက်မှာစီးမထသွားအောင်လို့နီးလန်းလေးရတော့လူတာပေါ့နော်ဒီနေ့မှာတော့ညအိမ်အမွေခင်ရေတောက်တာကကောင်းလားမကောင်းလားဆိုတာကိုပြပြပြတော့မှာပဲဖြစ်ပါတယ်အသက်ရှူတာချွေးထက်တာနဲ့စီးထသွားတဲ့အတွကြောင့်မို့လို့တညတာမှာခန္ဓာကိုယ်ကရေထက်ဆုံးရှုံးတာလည်းရှိပါတယ်ဒါကြောင့်အိမ်အမွေခင် နိုင်ဝက်တနားရီလောက်အလိုမှာရေအနေငယ်တောက်ပေးဖို့အရေးကြီးပါတယ်အများကြီးတော့မတောက်စီချင်ပါဘူးနော်အကြောင်းကတော့ရေအများကြီးတောင်းရတဲ့အခါမှာ စီခနာခနာထသွားတာဖြစ်တဲ့အတကြောင့်မလို့မလို့အပ်ပဲအရေးပြတာမျိုးတွေခံစားရနိုင်တဲ့အတွက်ကြောင့်ပါနော်အသက်အရွယ်ကြီးရင်းတဲ့သူတွေအနေနဲ့ကတော့ညအဲ့ရောင်မွေခင်အနည်းဆုံး2နာရီလောက်ခွာပြီးတော့ရေတောက်တင်ပါတယ်ဒါမှပြည့်ဝလုံလောက်တဲ့အိပ်စက်မှုကိုရရှိမှာပဲဖြစ်ပါတယ်လူတဦးနဲ့တဦးလိုအပ်မဲ့ရေပမာဏကကွာခြားနိုင်ပါတယ်အရွယ်ရောက်ပြီးတဲ့သူတွေအနေနဲ့ကတော့တစ်နေ့ကို ရေ64အောင်စလိုအပ်ပါတယ်ရေဖန်ခွက်10ခွက်ပါနော် နှစ်လီတာလောက်ဆိုရင်လွန်လောက်တဲ့ပမာဏလို့ဆိုလို့ရပါတယ်။ရေက64အောင်စာဆိုပေမဲ့အာကစားသမားတွေကိုင်ဆောင်မိခင်ရင်းနဲ့ကာယလွတ်သားတဲ့အနေနဲ့ကတော့ရေလိုအပ်ချက်ကတိတက်ပို့ပြီးတော့မြင်နိုင်ပါတယ်နော်။တကယ်လို့ခန္ဓာကိုယ်မှာနှာခမ်းတွေကွဲလာမယ်၊အသားတွေခြောက်လာမယ်၊ခေါင်းတွေကိုက်မယ်၊စီးတွေအယောင်ရင်မယ်၊ကြွေးအနံ့ဆိုးမယ်ဒီလိုလက္ခဏာတွေခံစားနေရပြီဆိုရင်တော့ရေတောက်နေနေတာပဲဖြစ်ပါတယ်။ ရှင်းတောင်းလို့အေးအေးပြတယ်ဆိုတာကတော့လူရတဲ့ပို့ပြီးတော့တောင်းမြရအတွက်ကြောက်ပါရှင်ငတ်လို့ပူလို့ဆိုပြီးတော့အိတ်ခဏီရင်နှက်ခွတ်သုံးခွက်လောက်တောက်လိုက်မယ်ဆိုရင်တော့ညဘက်မှာစိခနာခနာထထသွားတဲ့အတွက်ကြောင့်မို့လို့အေးအေးပြမှာတော့အသေးစားပါပဲအေးအေးပြလာကြလာရင်တော့ကိုယ်လေးချင်းတတအဝလုံးနာနှလုံးရောဂါသွေးနဲ့ကိုလက်စတောများရတဲ့ကိုခံစားရနိုင်ပါတယ်ညဘက်အိမ်ရမွေးခင်မှာရေတောက်ပေးတာဆိုရင်စိတ်ကြွစားမှုကိုကောင်းစေတယ် ရေဓာတ်ပြည့်ဝနေမှုကစိတ်ကံစားမှုကောင်းစေဖို့အကောင်းဆုံးအထောက်အပံ့ပေးနိုင်မှာဖြစ်ပါတယ်။ကိုရင်းမှာရေဓာတ်ဆုံးရှုံးတဲ့အခါပင်မနှွင့်နေတာ၊စိတ်ပူပန်တာ၊စိတ်ပိစီးတာ၊စိတ်ကံစားမှုပြောင်းလဲတာ၊ခေါင်းကိုက်တာအာရုံစိုးရိမ်နေစနေကြဆန္ဒမျိုးခံစားရနိုင်ပါတယ်။နောက်နောက်တစ်ခုအနေနဲ့ကကြတော့ကိုရင်းစိတ်တောက်တွေကိုဖျက်ရှားပေးတာဖြစ်ပါတယ်။ခန္ဓာကိုယ်ကအညစ်အကြေးတွေကိုစွန့်ထုတ်နိုင်ဖို့အတွက်ရေကိုလိုအပ်ပါတယ်။အသိဉာဏ်ကြောက်ကတ်တို့ကအစိတ်အတော့တွေကိုစွန့်ထုတ်ဖို့အဓိကတောင်းယူထားပြီးတော့ ီအစိုးရပိုင်းနဲ့အကောင်းဆုံးလုံဆောင်နိုင်ဖို့အတွက်အရေးကလုံလုံလောက်ပြေဝဖို့အရေးကြီးပါတယ်နော်နောက်တစ်ခုအနေနဲ့ကတော့ခေါင်းမကောက်အောင်ကောက်ွက်ပေးရပါရေတက်ပြေဝမှုကခန္ဓာကိုယ်ရောအုန်းနောက်ကိုယ်ပါ ကျန်းမာစေနိုင်ပါတယ်နော် ရေတက်ပြေဝနေခေါင်းကိုက်တာရောခေါင်းလက်ချက်ကိုက်တာကိုပါ ကောက်ွက်ပြီးသားဖြစ်သွားမှာပါအထူးကြိုးကျဉ်းစုနေနေကြတော့ကိုယ်လေးချိန်ထင်းကြီးပေးတာပါ ရေတောက်တာကအလွယ်ကူဆုံးကိုယ်လေးချိန်ထင်းကြီးတဲ့နည်းလမ်းတစ်ခုပါပဲရေတောက်တဲ့လူကအစာခံနိုင်တယ်ဇီဝကံမဖြစ်စေကိုကောင်းမွန်စေနိုင်တယ် လေပွားတာရွေးဝိတ်တက်တာလိုမျိုးဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ခုပြပြပေးခဲ့တာဆိုရင်တော့ဖြစ်ညအိမ်အောင်မွေးခင်မှာခြေတောက်တင်လားမတောက်တင်လားဆိုတဲ့အကြောင်းကိုဝေမျှပေးခဲ့တာပဲဖြစ်ပါတယ်။နောက်တော့ဗီဒီယိုအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်။